်မင်္ဂလာပါစနေသားသမီးများတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတို့ကံကြမ္မာဆိုးကောင်းနှင့်တလဆာဆောင်းရံရှောင်းရံများကိုကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ် စနေသားသမီးနေနံပိုင်ရှင်တွေဟာ၁၇လပိုင်းမှာလူချစ်လူခင်ပေါများတက်ပြီးတော့ချစ်သူခင်သူတို့ရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်။မိစွေတို့အနေနဲ့ဆုံးရှုံးထားသောခွင့်ရဟောင်းများငွေကြေးလက်လာပါများလည်းပြန်လည်ရရှိတတ်ပါတယ်။လုပ်ငန်းဟောင်းများပြန်လည်လုပ်ကံရတတ်ပြီးတော့အရင်ကလုပ်ခဲ့မှုသောအလုပ်များရဲ့လက်ကမ်းကြိုးစုံခြင်းကိုခံရမယ်။မိစွေတို့အနေနဲ့အန်အောစရာကောင်းလောက်အောင်အကူအညီပေးမဲ့သူများနဲ့ကြုံဆုံရတတ်ပါတယ်။မိမိရဲ့ရည်ရွယ်ချက်များအောင်မြင်မယ်အလုပ်နေရာပြန် ောင်းရွှေ့ရမယ်ပြည်ပနဲ့ချိတ်ဆက်၍လောက်ကင်ရသော အလောက်ကင်ကိစ္စများအခက်ခဲကြားလာနေပြီးတော့အဆင်ပြေမှုတွေရရှိတတ်ပါတယ်ဇီဝရေးလုပ်ငန်းများကိုလောက်ကင်နေတဲ့သူအလုံးယခုကာလအတွင်းမှာပေါ်ပေါက်လာသောအခွင့်အရေးများကိုစနစ်တကျနဲ့လောက်ကင်တတ်မယ်ဆိုရင်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဇီဝတိုးတက်ကိန်းတွေနဲ့ကြုံရတတ်ပါတယ်မိတ်ဆွေတို့မှာကြုံတွေ့နေရသောငွေကြေးခက်ခဲကိစ္စများအဆင်ပြေမှုတွေရရှိမယ်မထင်မှတ်ဖဲငွေစုလိုက်ပြုံလိုက်ဝင်လာတတ်ပြီးတော့ချဲထီပေါက်ကိန်းတွေနဲ့ ြုံရတတ်ပါတယ်။တံပိုးကြီးသောပစ္စည်းတွေလည်းဝင်လာတတ်ပါတယ်။အချီးကြီးတွင်စမ်းပွင့်နေပြီးတော့တဦးထံမကားသောချစ်သူများနဲ့ဆုံရမယ်။ချစ်သူရဲ့ထင်လွဲခြင်းခံရတတ်ပြီးတော့ချီးကြီးတွင် ဒီစကားများကိုနားထောင်မိပါကပြက်တနာဟောင်းများလဲပေါ်လာတတ်ပါတယ်။စနေသားသမီးမိတ်ဆွေတို့အနေနဲ့စီစက်တောင်းရင်ချင်းလက်ထပ်မင်္ဂလာပြုဝမယ်။ကိစ္စမျိုးလေးတွေနဲ့လဲကြုံရတတ်ပါတယ်။အိမ်တော်ရှင်များအပျော်ပါလိုက်စားမှုကြောင့်လူမှုရေးပြက်တနာများဖြည့်ရှင်းရတာမျိုးတွေနဲ့ကြုံရတတ်ပြီးတော့မိမိအိမ်တော်ဘက်ရဲ့တယူတန်စိတ်ကြောင့်အိမ်တော်ရေးကွဲနိုင်သောအခြေအနေတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။စနေသားသမီးမိတ်ဆွေတို့အနေနဲ့သားသမီးနဲ့ပတ်သက်သော အပူတော်ကများလဲဝင်လာတတ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဝေးကွာ နေသောအပေါင်းသင်းများနဲ့ပြန်လည်စုံစည်းခွင့်လေးရရှိမယ်ခရီးသွားရခြင်းနေနဲ့ကြုံရမယ်ကောင်းသောခရီးကိုပျော်ရွှင်စွာနဲ့သွားရတတ်ပါလေပညာရေးနဲ့ပတ်သက်ပြီးတော့စာမိုးဝဲရမကောင်းများရရှိခြင်းတင်နန်းတက်ခွင့်ရရှိခြင်းပြည်ပလောက်ကင်ကိစ္စစာမိုးဝဲတင်နန်းကိစ္စတွေမှာတရင်ကောင်းများကြားရတတ်ပါလေကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေကျမ်းမာရေးအနေနဲ့ဝမ်ဘိုက်ဆိုင်ယောဂါခေါင်းမူကောင်းကိုက်ဖြစ်ခြင်းခြေလက်ထုံခြင်းအာယုံကျော်ယောဂဝေဒနာလေးတွေခံစားရတတ်ပါလေ အဲ့တော့ကျွန်တော်ရေစနေသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာလုပ်ငန်းတွေလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့စက်တူလောက်ကိုင်းနေမျိုးတွေကိုနော်တတိထားပြီးတော့လောက်ကိုင်းတင်ပါတယ်တကယ်လို့စက်တူလုံးဝမဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်စက်တလာပိုင်းတလာတာမှာခိတ္တခဏဆိုင်းငံ့ထားတင်ပါတယ်အဲ့တော့ကျွန်တော်ရေစနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့အနေနဲ့တရက်၁၀ရက်၂၀နဲ့ရှိရက်နေဒီမှာဆောင်ရွက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးဒီမှာစစအရာရာအစဉ်ပြေမှုလေးတွေရရှိပြီးတော့ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာဝိုင်းကလတောင်မှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၁၈ရက်20ရက်20နဲ့9ရက်နေ့တွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုတွားရောက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့အတုံးစာအဝိစာတွေမှာအစိမ်းသူစင်စွဲရောင်စတော်ဘယ်ရီရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် ဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေထီဝါဒနာပါလို့ထီကန်ဆန်းကျင်နေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ထီနံပါတ်မှာတစ်စာတစ်ဆုံပါတော့ထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၇ပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့နဲ့ယဉ်ဒီတော်သူဒါမှမဟုတ်လို့ရှိရင်လည်းတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကိုမုံရင်ကဒါနာ ပြူရင်ပေါ့နော်မောင်ငါကျွင်းနဲ့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြီးခက်ခဲကိစ္စတွေအဆင်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီစတလာပိုင်းမှာကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နန္ဒ9နာရီရနေပြီးတော့10နာရီခွဲတွင်မှာမျက်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအုံထမင်းအဆင်ပြေတဲ့လူတွေကအုံထမင်းတပွဲတကယ်လို့အုံထမင်းအဆင်မပြေတဲ့သူတွေကအုံတို့ခောက်ဆွဲတပွဲ လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲတွေကိုတေးသေးချာချာလေးနဲ့ရုံရုံကြီးကြီးလေးလေးနက်နက်နဲ့တိုင်တဲပြီးတော့ဒါစူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းဆိုတဲ့တလတာမှာကံကောင်းခြင်းမင်္ဂလာဖျာဖျာနဲ့ပြည့်စုံပါစေလောက်သမ ्या ၊ကင်သမ ्या ၊ကြံစီသမ ्या ၊တွေးတော်သမ ्या တွေအကုန်လုံးအောင်မြင်ပြီးတော့မိတ်ဆွေတို့လှုပ်ဆောင်တဲ့လုပ်ငန်းဆောင်တာကိစ္စကိစ္စတွေမှာတိုးတက်အောင်မြင်မှုတွေရရှိပြီးတော့ရောင်းမှန်းတာ၍ဝယ်ပန်းလာပါစေလက်လာပါတွေရှင်လန်းပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်စက်တလာပိုင်းတို့ကစနေသားသမီးမိတ်ဆွေတွေအားလုံးတို့ကတလဆာဟောစရန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်